Minecraft ကိုကြိုက်ကြိုက်မကြိုက်ကြိုက်ဒီအဖြစ်အပျက်လေးအကြောင်းကြားရင်တော့သင်တို့ပြောပြမိမယ်လို့တော့ထင်ပါတယ် Kevin Carr ဆိုတဲ့ကလေးလေးတယောက်ကအသက်9နှစ်သာရှိခဲ့ပြီးတော့အရန်ရှားပါတဲ့ DIPG ဆိုတဲ့လက်ရှိအချိန်ထိဆေးမရှိကိုလိုမရသေးတဲ့အုံနောက်ကင်စာတခုကိုခံစားနေခဲ့ရတာပေါ့သူဟာ Minecraft fan ကြီးစားတယောက်ဖြစ်ခဲ့ပြီးတော့2025ခုနှစ် April လမှာထွက်မဲ့ Minecraft ရုပ်ရှင်ကိုတအားဆောင်မြုံနေခဲ့တာပေါ့ ဒါပေမဲ့ဆရာဝန်တွေကသူ့ကိုဧပြီလအထိဆက်အသက်မရှင်နိုင်တော့ဘူးလို့ခံမှန်းခဲ့တဲ့အတွက်သူ့အမေကဥဆောင်ပြီးတော့ကေဖင်ကိုရုပ်ရှင်ကိုစောချီးခွင့်ရအောင်ဆိုရှယ်မီဒီယာပေါ်မှာတောင်းဆိုခဲ့ပါတယ်။လူတွေရဲ့ wine share မှုတွေကြောင့်ဒီသတင်းကရုပ်ရှင်ကိုထုတ်လုပ်ခဲ့သူတွေစီကိုရောက်သွားခဲ့တဲ့အတွက်ကေဖင်ရဲ့နောက်ဆုံးဆူတောင်းလေးကပြေးသွားခဲ့တာပေါ့။ကေဖင်ကိုတလားအလိုရုပ်ရှင်စောချီးခွင့်ပေးခဲ့ရုံနဲ့မကဘဲဇလန်းတဲ့က main character ကလေးလေး Henry နေရာမှာတယုတ်ဆောင်ထားတဲ့ Sebastian Eugene နဲ့ပါအတူတူကြီးခွင့်ရခဲ့တဲ့အပြင်ရုပ်ရှင်တွေကနာမည်ကြီးတယုတ် ဆောင်တွေဖြစ်ကြတဲ့ Steve နေရာကနေသရုပ်ဆောင်ထားတဲ့နာမည်ကြီးမင်းသားကြီး Jack Black နဲ့ Garrett နေရာကနေသရုပ်ဆောင်ထားတဲ့ Aquaman ကြီး Jason Momoa တို့ကလည်း ကေဗင်ကိုဗီဒီယိုကောလ်နဲ့ခေါ်ခဲ့ကြပြီးတော့ Minecraft ရုပ်ရှင်နဲ့ပတ်သက်တဲ့အယုံမှန်သမျှလည်းပို့ပေးခဲ့ပါတယ်။တကယ်ကိုကြည်နူးစရာကောင်းတဲ့ moment လေးဖြစ်ခဲ့ပြီးတော့ကေဗင်ကိုဂုံပြူတဲ့အနေနဲ့ဒီရုပ်ရှင်ကိုတွားကြည့်ကြမယ်လို့ပြောခဲ့ကြသူတွေတောင်ရှိခဲ့ပါတယ်။ကေဗင်လေးကတော့မလာဆန်နီယာနေမှာသူ့အကြိုက်ဆုံး Minecraft အယုံလေးကိုဖတ်ပြီးတော့သူ့အမေပေးမှာပဲကွယ်လွန်သွားခဲ့ပါတယ်။အေး Minecraft movie က review တွေအရတော့ကလေးတွေအထူးသဖြင့် Minecraft ကိုချစ်တဲ့ပြည်သက်တွေအတွက်တကယ်ကိုကြည့်လို့ကောင်းတဲ့ရုပ်ရှင်လို့ပြောကြပါမိမယ်။လူကြီးတွေအတွက်တော့ပေါ့တယ်လို့တော့ပြောကြပါတယ်။ပြီးတော့ရုပ်ရှင်ထဲမှာလည်းနာမည်ကြီး Minecraft YouTuber တွေဖြစ်ကြတဲ့ Dan TDM F Mao Mambo Jumbo နဲ့ LD Shadow Lady တို့ပါခဲ့ရုံသာမကတချိန်ကနာမည်ကြီးခဲ့တဲ့ PVP Minecraft YouTuber ကြီး Techno Blade ကိုလည်းဂုံပြုတ်ခဲ့တဲ့စင်းလေးလည်းပါခဲ့တာပေါ့။ဒါကြောင့်လဲဒီရုပ်ရှင်ကလက်ရှိအချိန်မှာတော်လေးကိုရေပန်းစားနေပြီးတော့ဆက်လက်ပြီးတော့အောင်မြင်သွားအောင်မယ်လို့ထင်ပါတယ်။